အခုမှတော့ဒီမှာတွက်ထားတဲ့ဟိုစာခန်းန်းတွေရပြီဆိုတော့စဆွဲတော့မယ်နော်စဆွဲရင်မှတော့ဆက်လက်တို့မှာရှေ့ချောင်းကိုစဆွဲမယ်ဒီမှာအမရဲ့တင်ရိုးပုံမှန်တန်းဒီမှာတော့တင်ရိုးစာအုပ်မှာအကုန်လုံးဒီမှာပုံစံလေးတွေအကုန်ဆွဲထားပြီးရယ်နော်အမမတို့စဆွဲမယ်ပထမဆုံးဒီပေရန်တန့်ပေရန်အပြားလေးနော်ဒီတန့်ပေရန်မရှိလဲမမတို့ကဒီမှာရှာပြားလေးကိုတလက်မနဲ့နှစ်စိတ်နော် မတို့မှဒီလိုပြည်တယ်ရှိရင်တော့မတို့ဒီအရလေးကိုပြည်တဲ့တပြားစာလေးအရင်စက်ကူပေါ်မှာဆွဲလိုက်မယ်နော်ဒီဆွဲထားလိုက်မယ်ဒါလေးကဘယ်လောက်ရှိလဲဆိုတော့တလက်မနဲ့20နော်တလက်မ20ပြီးွားရင်မှာလို့အပေါ်မှာလည်းပြီးရင်တပြားစာထပ်ဆွဲမယ် ရှည်ဆွဲစရာမလိုဘူးဒီလောက်လောက်အတူလေးဆိုရပြီမတော့ရှည်ချမ်းတချမ်းစာလောက်ပဲเนาะရှည်ချမ်းချမ်းစာလောက်ပဲပြီးွားရင်ဒါပခုံးမြင့်ထွက်လာမယ်เนาะဒါလေးကမတော့ရှာဒါလေးကပခုံးမြင့်အဲ့ရနေမှတခါကိုရှည်ကိုအရင်မှတ်လိုက်မယ်ပခုံးကနေเนาะကိုရှည်ကဒီမှာ29ဆိုတော့မတော့ဒီမှာဒီပခုံးမြင့်ကနေပြီးတော့ဒီမှာပေချိုးလေးနဲ့29မြင်းလေးတွေမရအောင်လို့မတော့ဒီလိုနှက်မှတ်ကလေးတွေမှတ်မယ်เนาะ 29မဆွဲမလို့မှတ်ပြီးရမကူရှင်မျိုးကိုဆွဲထုတ်လိုက်မယ်နော်ဆိုတော့မပြည့်ရှေ့ချမ်းပြည့်နောက်ချမ်းဆက်ဆွဲမှာမို့လို့ရှိရှိလေးဆွဲထုတ်ထားလိုက်မယ်နော် အဆိုရင်မြင်းသုံးလိုက်ရပါပြီเนาะဒီမှာရှာမြင်းရယ်ပခုံးမြင်းရယ်အာကိုရှိမြင်းရယ်ဒါဆိုအမတို့အမှတ်တွေစမှတ်တော့မယ်အရင်ဆုံးမတို့ကဒီပခုံးမြင်းပေါ်မှာပခုံးတစ်ချမ်းကိုအရင်မှတ်မယ်เนาะပခုံးတစ်ချမ်းက9.4တမလေးအမတို့ဒီမှာဒီဒီမြင်းကနေယူမယ်เนาะဒီကနေပြီးတော့9.4တမလေးကိုမှတ်မယ်နာ9.4တမလေးเนาะပခုံးတစ်ချမ်း ဘူးတသမလေးမှတ်လိုက်ပြီเนาะပြီးတော့အမတို့ဒီပခုံးတစ်ချမ်းအစုံကနေပြီးတော့ပခုံးဆောင်မြင်းလေးဆင်မယ်ပခုံးဆောင်ပခုံးဆောင်ကအမတို့ပုံမှန်ရက်တီမှာနှစ်လက်မပုံတည်ယူမယ်เนาะလူကြီးလူကြီးပုံမှန်ရက်တီမှာနှစ်လက်မနှစ်လက်မအောက်ကိုဆင်းလိုက်ပြီเนาะဒါလေးကဒီနေရာလေးကပခုံးဆောင်အစုံအဲ့ဒီကနေမှအမတို့ဒီခါဂျိုင်းမြင်းဆက်ဆွဲမယ်ဂျိုင်းကဘယ်လောက်ရလဲဆိုတော့6တသမလေးเนาะဒီကနေဆက်ဆွဲမှာเนาะဒီကနေဆက်ဆွဲမယ်6တသမလေး ဒီမှာငါတို့6တက်သမားလေးဒီမှာဂျိုင်းမြင်းစုံသွားပြီเนาะဂျိုင်းမြင်းစုံသွားပြီဂျိုင်းမြင်းရဲ့အစုံမှာရင်မြင်းထွက်လာမှာเนาะအမှတ်ကလေးညီအောင်လို့မဒီပခုံးကနေဒီတိဘယ်လောက်ရှိလဲအရင်တိုင်းကြည့်လိုက်မယ်7တက်သမားလေးအဲ့ဆိုဒီဘက်မှာလည်းမတို့7တက်သမားလေးမှတ်လိုက်မယ်မှတ်ပြီးရင်ဒါဆိုရင်မတို့ဒီမှာရင်တချမ်းမြင်းထွက်လာပြီเนาะဒါလေးကိုဂျိုင်းမြင်းအစုံမှာရင်တချမ်းမြင်းထွက်မယ် ရင်တချမ်းကဘယ်လောက်ရှိလဲဆိုတော့မတော့17ရှိရဲအဲဆိုတခါတည်းမှာ17ကိုမှတ်လိုက်မယ်ဒီမှာဒီ ठी ကိုမတော့ရင်တချမ်းရင်တချမ်း17เนาะအခုမတော့စဆွဲနေတာကရှေ့ချမ်းเนาะရှေ့ချမ်းကိုစဆွဲနေတာခီးတော့နေမတော့ဒီမှာ ပခုံးဆောင်ပခုံးဆောင်ချလာတာရှိပြီဒီမှာလေဘင်းပေါက်ဘေးကျဲမသိသေးဘူးเนาะလေဘင်းပေါက်ဘေးကျဲကိုဒီမှာမားတို့ကပခုံးဆောင်နင်းနေထွက်လာမှာအဲ့တော့လေဘင်းပေါက်ဘေးကျဲကိုဘာမှသွားကြည့်မလဲဆိုမားတို့ကဒီစာအုပ်ထဲမှာတော့မားပုံသင်နည်းတွေပါတယ်เนาะအဲအွန်လိုင်းသမားတွေကိုကြာတော့မားဓာတ်ပုံလေးတွေရိုက်တင်ပေးမယ်เนาะဒီမှာကြာတော့ ဒီမှာလေဘင်းပေါက်ပုံစံนี้ဆိုလို့ရှိရင်လည်းဘေးကျယ်ရှိတယ်နောက်အကျရှိတယ်ရှေ့အကျရှိတယ်เนาะအခုကဒါဘေးကျယ်ကိုလိုချင်တာရှေ့အကျဆိုလို့ရှိရင်ဒီကနေပြီးတော့ရှေ့ကိုချတာเนาะနောက်အကျကြတော့မတို့ကနောက်ချမ်းမှာပဲသုံးမှာအဲ့တော့ဘေးကျယ်ကိုသိချင်လို့ရှိရင်မတို့ကကော်လာကိုကြည့်ရမယ်တဲ့ကော်လာ73.4နဲ့အောက်ဆိုရင်2.4ဖောက်မယ်ဒီပါလေးကိုเนาะတကယ်လို့74ရက်နေ79ဒီဆိုရင်3လက်မှဖောက်မယ် ဆခွန်တဲ့မှာ၄နဲ့၁၉ထိဆိုရင်၃လမနဲ့၄၀ဖောက်မှာအဲ့တော့အမတို့ဒီမှာကော်လာဘယ်လောက်ရထားလဲကြည့်မယ်ကော်လာအမတို့က၁၄တဲ့မှာ၄နဲ့ဆွဲရမှာဒါဆိုရင်ဘယ်ထဲမှာအကျုံးဝင်လဲဆိုတော့ဒီမှာ၁၄နဲ့၁၉တီကို၃လမတဲ့ဒါဆိုအမတို့၃ရမှာက၃လမနော်အဲ့ဆိုရင်ဒီရှာမြင်းပြီးအဆုံးလေးရနေဒီဘက်ဘေးအမတို့၃လမမှတ်မှာဒီမှာ၃လမမှတ်လိုက်ပြီနော်မှတ်ပြီးလို့ရှင်ဒါဆိုရင်လေဘင်းဘေးကျဲတိပါပြီအဲ့တော့လေဘင်းဘေးကျဲနဲ့ ပခုံးချောင်းနှစ်လက်မကိုမလို့ဆက်လိုက်ရင်ဒါဆိုရင်ပခုံးချောင်းမျိုးလေးထွက်သွားပြီเนาะထွက်သွားပြီပြီးသွားလို့ရှိရင်မတို့လေဒီမှာရှေ့ကြောက်လည်းတည်ကျင်တယ်เนาะရှေ့ကြောက်တည်ကျင်လို့ရှိရင်ဒီမှာအခုမတို့လိုချင်တာကော်လာသူကကော်လာနဲ့လေကရုံနှစ်မျိုးရှိရယ်เนาะကော်လာကိုတည်ကျင်တဲ့အတွက်မတို့ရထားတဲ့ဒီအဖြေ14.4ကို6နဲ့စားမယ်စားပြီးလို့ရှိရင်0.2နှုတ်မယ်เนาะဒါဆိုလို့ရှိရင်6နဲ့စားမှာဆိုတော့မအကဏ္ဍပေါင်းဆက်ကင်လိုက်မယ်เนาะ ကောလာက14.4 14.4အစာ6เนาะဒါဆိုရင်2.4ရတယ်ခဏန်းပေါက်ဆက်လက်မတွေမှာခဏန်းပေါက်ဆက်ကင်မတို့တစိမ့်လျှော့ယူရတယ်ရတဲ့အဖြစ်ဘူးเนาะဒါဆိုရင်မတို့2.3ပဲယူရတော့မှာ2.3ကိုမှမတို့ကဒီမှာဘလောက်နှုတ်ရမလဲဆိုတော့ကောလာဆိုရင်2စိမ့်နှုတ်ရတယ်အဲ့တော့2.3တွေက2စိမ့်နှုတ်ရင်2.1ပဲချက်မယ်เนาะဒါဆိုရင်မတို့ရှေ့ကြလေက2.1ဒါဆိုရင်သူကဒီစုံမှတ်ကနေပြီးတော့မတို့ 2.1ချမယ်เนาะထပ်ပြီးတော့လို့ရှိရင်မတို့ဒီမှာဘေးကျင်နဲ့ရှေ့ကြကိုဆက်လိုက်တော့မယ်။အမျိုးလေးဆက်လိုက်မယ်เนาะဆက်ပြီးတော့အဲ့ဒီနေရာလေးကိုမတို့တဝက်ဝက်မယ်။အခုသူက3 5စိတ်ရှိရယ်ဆိုတော့3 5စိတ်ဆိုတော့1ခွဲ1ခွန်းစိတ်ကျော်လေး။เนาะဒီမှာတဝက်ဝက်လိုက်ပြီ။တဝက်ဝက်ပြီးလို့ရှိရင်မတို့ဒါလေးကိုလေပင်ပေါက်ပုံစံလေးရာတောင်းမှန်ကြ6စိတ် ါလေးက0.6เนาะပြီးရင်မာရိုတာလေးကတဝက်ဝတ်ထားတာเนาะတဝက်ဝတ်ထားတယ်ဒါက60ဆိုတော့မာရိုတာเนาะအဲ့60ဆေးရဲ့ဘေးကျဲရဲ့ရှေ့ကျရဲ့ကိုမာပေကွေးလေးနဲ့အလိုက်တင်ဖောက်လိုက်မယ်เนาะအမေနော်ဒါလေးကလေမင်းပေါက်တွေဘယ်လိုဖောက်လဲဆိုတာသိအောင်ပဲပြတာနော်တကယ်တမ်းကြလို့ရှိရင်ဒါလေးက ပဲပိတ်စညက်တဲ့ချိန်မှာဒါကိုမဖောက်ထားရအောင်ဒီလိုဒဲ့ပဲညက်မှာเนาะနေမင်းပေါက်ဖောက်ထားလို့ရှိရင်မှားသွားလို့လေအဲ့ဆိုရင်အပေါ်ပိုင်းလေးရပြီအပေါ်ပိုင်းရရင်မတို့ဂျိုင်းပြန်ဆက်သွားမယ်ဂျိုင်းရကြတော့အခုဒါကမတို့ကဂျိုင်းမြင့်တက်တက်နော်ဂျိုင်းမြင့်တက်တက်ဟိုမှာသူကကြတော့မတို့ဒီဘက်ရှာဘက်ချမ်းလေးကိုလေးစိတ်ဝင်ရမယ်ဒီဘက်ချမ်းကိုမတို့လေးစိတ်ဝင်မယ်ပြီးမှဒီပကုံးနှစ်လက်မအဆောင်နေရာလေးနဲ့ပြန်ဆက်လိုက်မယ်ဒါဆိုရင်မတို့က ဒီမြင်းကမသုံးတော့ဘူးเนาะဂျိုင်းမြင်းဒီမှာလေးစိတ်ဝင်တယ်ဂျိုင်းမြင်းအစ်စ်ကိုပဲသုံးတော့မယ်အဲ့ဒါလေးကိုမတို့ကသုံးပုံပုံရမယ်သုံးပုံပုံရမယ်ဆိုတော့ဒါက6 4စိတ်ရှိတယ်6 4စိတ်ဆိုတော့မတို့နှစ်လက်မနဲ့တစ်စိတ်ကြော်ကြော်လေးသုံးပုံပုံရင်နှစ်လက်မနဲ့တစ်စိတ်ကြော်ကြော်ဒီမှာမတို့သုံးပုံပုံလိုက်ပြီးနော်မြင်းလေးနဲ့ပြမယ် လိုမျိုးသုံးပုံပုံလိုက်ပါနော်သုံးပုံပုံလိုရရှင်မတို့ဒီအောက်ဆုံးအပုံလေးနဲ့ရင်တချမ်းအဆုံးလေးနဲ့ကိုဆက်မယ်ဒီဆက်လိုက်နော်ဆက်ပြီးတော့ရင်မတို့အဲ့ဒါလေးကိုတဝက်ဝက်မယ်ဆက်လိုက်တဲ့မြင်ကိုတဝက်ဝက်မယ်နှစ်လက်မနဲ့၆စိတ်ရှိရဆိုတော့မတို့တစ်လက်မနဲ့၃စိတ်နော်တဝက်ပြီးတော့ရင်ဒီကနေပြီးတော့မတို့ဒေါမှန်ချ၄စိတ် ဒါမှန်ကြလေးစိတ်เนาะဒါဆိုရင်မတို့ဒီအမှတ်ကလေးရနေပြီတော့ဒီလေးစိတ်ကိုထိပြီးတော့ဂျိုင်းလေးဝိုင်းလိုက်မယ်ဒါဆိုရင်မတို့ဂျိုင်းပေါက်လေးရပါပြီเนาะဒါဆိုရင်မတို့အပေါ်ပိုင်းပြီးသွားတယ်အပေါ်ပိုင်းပြင်မတို့အောက်ပိုင်းသွားမယ် ောက်ကြလေးကြတော့အမားကတင်ပတ်လေတွေ ਆ ရင်တိုင်းကြရမလို့သူ့ကိုကြတော့ရင်တချမ်းတိုင်းပဲယူမယ်ရင်တချမ်းမှာ7ဆိုရင်မားတို့ကိုရှည်ဆုံးမြင်းမှာလည်း7ပဲမှတ်မှာနော်ဆိုရင်ဒီမှာမားတို့7မှတ်လိုက်ပြီ7မှတ်ပြီလို့ရှိရင်ဒီရင်တချမ်းအဆုံးလေးနဲ့ကိုရှည်ကိုမားတို့ထည့်ပဲဆက်လိုက်ရုံပဲ ထင်းဆက်ပြီးသွားလို့ရှင်မတို့ခါးတွေဝိုက်တော့မယ်ဝိုက်တဲ့ခါကျရင်မတို့ဒီကနေပြီးတော့အောက်ဒီအောက်ဆုံးခါးရှိအဆုံးကနေမတို့အပေါ်ကိုနှစ်လက်မနဲ့နှစ်စိတ်တက်မယ်ဒါလေးကနှစ်လက်မနဲ့နှစ်စိတ်နော်လက်မနဲ့နှစ်စိတ်တက်မယ်ပြီးရင်မတို့ဒီအောက်ခြေကိုရှိအကျေကြီးကိုမတို့လေးပုံပုံမယ်လွယ်အောင်လို့မတို့ကလေးပုံဆိုတော့ဒီလိုပေကျူးလေးနဲ့ပဲပုံလိုက်မယ်နော်လွယ်လွယ်လေးဒီလိုမျိုးလေးပေကျူးကိုထောက်ဝက်ခောက်လိုက်မယ် ပြီးရင်နောက်တစ်ခါထပ်ခေါက်လိုက်မယ်နော်ပြီးသွားရင်မှဒါလေးကိုလည်းဒီလိုခေါက်လိုက်မယ်ဒါလေးပုံပုံကနော်လေးပုံပုံလည်းလွဲ့လေးပြီးသွားရင်မှတို့ဒီမှာရှာဘက်ခြံအပုံနဲ့ဒီနှစ်လက်မနှစ်စိတ်တက်တဲ့ဟာလေးကိုမှတို့လှမ်းဆက်မယ်အမေလက်ဆက်မယ်နော်ဒီစောင်းရတဲ့မြေကိုလည်းမတို့လေးပုံအတီးကြလေးပုံမယ်ဒီကျိုးလေးကိုထပ်ဝက်အရင်ချိုးလိုက်မယ်ပြီးရင် နောက်တစ်ခါတဝက်ထက်ချိုးမယ်เนาะတဝက်ထက်ချိုးပြီးရင်မတို့ဒီဘက်ကလည်းတဝက်ထက်ချိုးမယ်เนาะဒါဆိုရင်၄ပုံဖြစ်သွားပြီအဲ့မတို့ဒီဘက်ဆန်အပေါ်ဒီမှာကြည့်လိုက်လို့ရှိရင်မြင်းလေးอ่ะစောင်းနေရလေအဲ့တော့ဒီမြင်းနဲ့ဘက်ဆန်ကိုမတို့ကမြင်းအပေါ်ဘက်ကိုနှစ်စိတ်တက်မယ်နှစ်စိတ်ဒီမှာနေတဲ့ဘက်ကြတော့မှာကအောက်ကိုနှစ်စိတ်ဆင်းမယ်။ဒီနည်းလေးနှစ်စိတ်ဆင်းမယ်နော်။ အလယ်မှတ်ကဒီတိုင်းပြီးတော့မလုပ်စရာမလိုဘူးမမတို့ကအမှတ်ကလေးစက်မယ်ဒီအမှတ်ကလေးရဲ့အလယ်မှတ်ရဲ့ဒီပြင်ကြီးလေးကိုထိပြီးတော့ပေဒံလေးကိုမမတို့ကဒီလိုအကွေးလေးကင်ရမယ်နော်ဒီဘက်ကိုကြတော့မမတို့ကဒီလိုအခုံးလေးကင်ရမယ်နော်ပေဒံလေးတွေကင်တာမမှားအောင်နော်အဲ့တော့ဒါလေးကလုံးလုံးလေးရှော့ရှော့လေးနော် ပြီးရင်ပေဒံကိုဒီလိုပြန်ပြီးတော့ခုံလိုက်မှာခုံပြီးတော့ရင်မမတို့ဒီမှာ ပြည်နယ်လေးအဲ့လိုကင်တာမှန်မှာမတို့ဒီနေရာလေးကတျှောတယ်ဆင်းသွားမှာเนาะတဆက်တယ်ဒါဆိုရင်မတို့ရှေ့ချမ်း frame လေးပြီးသွားပြီเนาะပြီးရင်မတို့တခါရဲ့နောက်ချမ်းဆက်သွားမှာနောက်ချမ်းဆက်သွားဖို့အတွက်မတို့ဒီမှာရင်တချမ်းမျိုးလည်းမဆွဲထုတ်လိုက်မယ်ဒီကနေပြီးတော့မတို့မြင်းတန်းအောင်ကိုဒဲဆွဲထုတ်လိုက်မယ် နော်ဒီမှာခါရှိမှလည်းအမတို့ဆွဲထုတ်လိုက်ပြီနော်ပြီးတော့ရင်သူ့မှာဟိုစကိုကိုတိုင်းပုံတင်နေရသူကဒီရင်တချမ်းတိုင်းယူလို့မရဘူးနောက်ချမ်းအားရှေ့ချမ်းထက်ကိုလေးစိတ်ကျင်းတယ်အဲ့တော့မတို့ဘယ်လိုယူလဲဆိုတော့ရှေ့ရင်တချမ်းရှေ့ရင်တချမ်းအနုန်း0.4နော်ရှေ့ရင်တချမ်းက7 7.4တဲ့0.4နှုတ်တော့မအားလို့10.4ရမယ်နော်ဒါဆိုလို့ရှိရင် တို့ဒီမှာဒီကနေပဲတစ်ဆက်ထည့်သွားမှာเนาะသူ့နဲ့ကဲ့ရက်ပဲသွားမှာဒီကနေမှလို့ဥပ္ပချမ်းလေးကို10ဒသမ4မှတ်မယ်เนาะရှင်မှာတို့ဒီမှာဒီရင်တခြားအစောကနေလေ10ဒသမ4မှတ်မယ်ဒါဆိုရင်နှမမှတ်လိုက်ရင်မှလို့ငင်းနေကြရင်တော့ဘူးရှင်မှာတို့ဒီကိုရှီကနေပြီးတော့အပေါ်ကိုဒဲ့ဆွဲတင်မယ် ပေါ်ကြီးဆွဲတင်နော်ဟာဒီဘက်ဒါအခုမလို့ဆွဲတာကနောက်ချမ်းနော်နောက်ချမ်းကတော့မလို့ဒီနေ့ကခောက်ချောင်းလေးနဲ့ဆွဲမှာနော်ခောက်ချောင်းလေးနဲ့ဆွဲဒါဆိုရင်အောက်ပိုင်းအပေါ်ပိုင်းဆက်သွားမယ်အပေါ်ပိုင်းမှာကြတော့မတို့ကဒီမှာသူရှေ့ချမ်းကဂျိုင်းလေးနှစ်လက်မှချလာတယ်အဲ့ဒီကနေမတို့ point 4ပြန်တက်မယ်လေးစိတ်ပြန်တက်မယ်နှစ်လက်မှအစုံကနေပြီးတော့လေးစိတ်ပြန်တက်လိုက်ပြီဒီမှာလေးစိတ် ဒါဘယ်အတွက်တွက်တာလဲဆိုတော့နောက်ချမ်းဒီပခုံးဆက်မြင်းလေးဆွဲဖို့အတွက်တက်လိုက်တာเนาะပုပ်ပိုးဆက်အဲအမတို့ဒီမျက်လေးကဒီရင်ကနေဘယ်လောက်ရှိလဲမကြည့်လဲမခုနှစ်လက်မှရှိတယ်เนาะမြင်းလေးတွေမကြိုင်လို့တိုင်းကြည့်တာเนาะဒါဆိုရင်အမဒီမှာခုနှစ်လက်မှမှတ်မယ်ဒီတက်တဲ့လေးစိတ်ကလေးနဲ့အဲ့ဒါကိုလှမ်းဆက်လိုက်မယ်အမြင်လေးเนาะ ဆက်ရင်မတို့ဒါကုတ်ပိုးဆက်မြင်းလေးရပါပြီเนาะအဲ့ဒီကုတ်ပိုးဆက်မြင်းမှာမှဗာပြန်လာမယ်ဆိုတော့မတို့ဒီပကုန်းတစ်ချမ်းကိုပြန်မှတ်မယ်ပကုန်းတစ်ချမ်းကကုဒသမလေးကုန်းဆက်ကိုပြန်မှတ်မယ်ဒီမှာကုဒသမလေးเนาะအဲ့ဆိုရင်မတို့တောင်းမှန်ကြလေးဆွဲချလိုက်မယ်ဒါဆိုရင်ဂျိုင်းမြင်းရပြီနောက်ချမ်းရဂျိုင်းမြင်း နော်ဂျိုင်းမြင့်လေးရပါပြီသူ့ကိုလည်းရှေ့ချမ်းမာတော့လည်းမားတို့ကဒဲဆွဲချတဲ့ဂျိုင်းမြင့်ကိုမသုံးဘူးနောက်ချမ်းမာလည်းဒီတူပဲဒီမှာဒဲဆွဲချတဲ့ဂျိုင်းမြင့်ကိုမသုံးဘူးသူ့ကတော့ရှေ့ချမ်းမာဒီရှာဘက်ချမ်းကို၄စိတ်နောက်ချမ်းကျတော့သူနဲ့ဆန့်ကျင်ဘက်ဟိုဘက်ချမ်းလေးကိုမားတို့က၂စိတ်၂စိတ်မှတ်မယ်ဒီဒဲမြားမြင့်၂စိတ်မှတ်လိုက်မယ်နော်မှတ်ပြီးရင်မားတို့ဒီမှာဂျိုင်းမြင့်အစ်စ်လေးထွက်လာပြီအမျိုးလေးနော်ပြီးွားရင်အဲ့ဒါကိုဒီရဲ့ရှေ့ချမ်းတိုင်းမှာမားတို့၃ပုံပုံမှန် ခနည်းဆိုတော့နှစ်လမ်းမနဲ့နှစ်စိတ်ကြောကြောနော်နှစ်လမ်းမနဲ့နှစ်စိတ်ကြောကြောဒီမှာမားတို့သုံးပုံပုံလိုက်ပြီနော်သုံးပုံပုံပြီးွားလို့ရှိရင်ဒီရမှတ်နဲ့ဒါလေးကိုအောက်ဆုံးအပုံနဲ့ဒီမှာရင်းတစ်ချမ်းအဆုံးကိုလှမ်းဆက်မယ်နော်ဆက်မယ်သူ့ကိုလည်းမားတို့ကတဝက်ဝက်မယ်နှစ်၆စိတ်ဆိုတော့မအားလို့၁၃စိတ်เนาะတဝက်ဝက်မယ်ပြီးရင်ဒီကနေ့တူတူပဲเนาะတောင်းပန်ချာ ဒီစိတ်0.4နော်ကွဲွားတာဒီမှာ၄စိတ်နဲ့၂စိတ်ပဲကွဲအောင်ပါပြီးရင်မတို့ကပြီးကွေးလေးနဲ့ဝိုင်းလိုက်မယ် ဒီကြည့်တော့ထိစရာမလိုဘူးเนาะလိုက်တဲ့လေပြပြလေးဆင်းလာမှာเนาะဒါဆိုရင်မားတို့ဂျန်ဝိုက်လိုက်ပြီဂျန်ဝိုက်ပြီးသွားလို့ရှိရင်ဒီမှာမားတို့နောက်ချမ်းမှာလူကြီးပုံမှန်ရှက်တီမှာကြတော့ဟိုနောက်ဒီမှာခောက်ခောက်ကြောင်လေးတဲတဲလေးနှစ်ခုပါတယ်လေအဲ့ဒါလေးကဘယ်လိုလဲဆိုတော့ဒီမှာမားတို့ပကုန်းတစ်ချမ်းအစုံကနေဒီဘက်ကိုမားတို့တလက်မှမှတ်မယ်တလက်မှအဲ့တလက်မှနေဒီတတရားအပုံလေးကိုမားတို့တဲ့လေးနှာဆက်လိုက်မယ် ဒီပခုံးတချံကုဒသမလေးအစုံကနေဒီဘက်ကိုမာလို့တလက်မမှတ်မယ်အဲ့ဒီတလက်မကဘာလဲဆိုလို့ရှိရင်ခောက်စာနော်တလက်မကခောက်စာအဲ့ဒီခောက်စာလေးကဘမသွားခောက်မလဲဆိုရင်မာလို့ဒီသူတလက်မမထုတ်ခင်ဒီမှာကုဒသမလေးလေးပခုံးတချံကိုမာလို့တဝက်ဝက်မယ်ကုဒသမလေးဆိုတော့မာလို့၄60ရှိမှာပေါ့နော်ဒီနေရာလေးကိုဒီလိုလေးပဲမှတ်ထားမယ်ဒီတလက်မလေးကဒီနေရာမှာလာပြီးတော့ခောက်မှာ เนาะဒါဆိုလို့ရှိရင်အပေါ်ပိုင်းလည်းပြီးသွားပြီအားသို့အောက်ပိုင်းမှာလို့ဆက်သွားမယ်ဒီနေရာမှာပဲစုံပါเนาะနှစ်လက်မနှစ်စိတ်မှာပဲစုံပါသူ့ကိုလည်းမားတို့ကဒီကိုရှိအောက်ချမ်းကိုမားတို့လေးပုံပုံမှန်တော်ဝတ်မယ်နော်ပြင်မှာတော့ဒီဘက်ပုံလေးပဲတည်ချင်တာတဝက်ထဝက်မယ် ီတပုံသိရင်ရပြီเนาะအမှန်ဆိုရင်၄ပုံလုံးအပြည့်မပုံလဲရတယ်ပြီးရင်အဲ့ဒီပုံလေးနဲ့မှတို့ဒီမှာနှစ်လက်မှနှစ်စိတ်တက်တဲ့နေရာလေးကိုလှမ်းဆက်လိုက်မယ်ဒါမျိုးလေးเนาะပြီးရင်အဲ့ဒီစောင်းတဲ့မြေကိုမှမတို့က၄ပုံတီးကြလေးပုံမယ်တဝက်တဝက်ပြီးရင်ဒီဘက်ချောင်းလည်းမတို့တဝက်ထဝက်လိုက်เนาะ ဟုတ်ပြီမတို့ဒီမှာအပေါ်ကိုနှစ်စိတ်တက်မယ်။အောက်ကိုနှစ်စိတ်ဆင်းမယ်။နော်။ဆိုရင်ဒီပေတောင်ပြန်ပြီးတော့ခုံးကင်မယ်နော်။ခုံးကင်ပြီးမှတို့နှစ်စိတ်နော်။ဒါလေးတွေအမှတို့ကနှစ်စိတ်နှစ်စိတ်ဒါလေးလည်းနှစ်စိတ် နော်ဆိတ်နော်ဒါဆိုရင်ကျမတို့တွေရဲ့ပက်တန်ကရှေ့ချမ်းနောက်ချမ်းလေးပြီးသွားပါပြီဒါဆိုရင်မပက်တန်ကိုတစ်ခါလေးညံ့ပြမှာနော်ညံ့ရမယ့်လိုင်းလေးတွေအမှပြမယ်ဒီကနေပြီးတော့ညက်လာမယ်နော်ဒီရှာပါထည့်ညက်မှာနော်ဒီကနေညက်လာမယ်ညက်ပြီးရင်မတို့ဒီမှာကိုယ့်ရဲ့ white ထားတဲ့ white ကလေးတိုင်းပဲညက်မယ်ညက်ပြီးရင်ပက်တန်နှစ်ခုကဒီ အလယ်မြင်းလမ်းကနေပြီးတော့ခွဲထွက်သွားမှာနော်ခွဲထွက်သွားမယ်ပြီးရင်မတို့ဒီကနေပြီးတော့ဂျိုင်းလေးဝိုက်လာမယ်ဂျိုင်းဝိုက်လာမယ်ဒီဘက်အတွင်းမြင်းနော်မတို့လေးစိတ်ဝင်လိုက်တယ်ဂျိုင်းမြင်းကိုတက်မယ်တက်ပြီးရင်မတို့ပခုံးဆောင်ညက်မယ်ပခုံးဆောင်ညက်ပြီးဒီမှာလေပင်ထည့်ရောက်လို့ရှိရင်မတို့ကဒဲဒဲညက်ချမှာနော်လေပင်ပေါက်မဖောက်အောင်နော်ရှေ့ချမ်းလေပင်ပေါက်လုံးဝမဖောက်အောင်ပါဘူးနော်အဲ့ဆိုရင်မတို့ရှေ့ချမ်းနေပြီးပြီးရင်ဟိုဘက်ချမ်းကတော့မတို့ဒီမှာမတို့ အောက်နာဝိုက်ထားတာလေးတွေညှက်မယ်ညှက်ပြီးသွားရင်သူ့ခေါက်ချောင်းလေးတိုင်းမှာတို့တက်မယ်တက်ပြီးရင်ဒါကဂုတ်ပိုးဆက်ကလေးဒီတလက်မတီထွက်လာမယ်ထွက်ပြီးမှဒီကိုစင်းမယ်စင်းပြီးသွားရင်မတို့ချိုင်းဝိုက်ချမယ်နော်ဒါဆိုရင်ဆက်လက်တူရဲ့ရှေ့ချမ်းနောက်ချမ်းလေးပြီးပြီနော်ဒါဆိုရင်မှတခါလေးညှက်ပြလိုက်ရနော် န်လေးကမလို့ medium size လောက်ရှိတယ်နော် medium size ဒါရင်ခွဲလိုက်တယ်ခွဲပြီးမှမှတော့ဒီမှာဂျိုင်းလေးရက်မယ် မြင်ပါလို့လေဘင်းပေါ့မဖောက်နော်လေဘင်းပေါ့မဖောက်ပါနဲ့မအားလို့တင်းညက်ပြီးတော့ထည့်လိုက်မယ်ဒါဆိုရင်မအားလို့ရှိချမ်းလေးပြီးသွားပြီနော်မြင်ပါလို့နောက်ချမ်းပါမယ်ဒီရောက်ခေါက်ကြောင်း တလမ်းမှာခောက်စာထုတ်တယ်။ရင်းနေပြင်ချမ်းရဒီမှာပြပြလေးဆင်းသွားတယ်။ဆင်းပြီးရင်ချမ်းလေးပေါလိုက်တယ်နော်။အစင်မတို့ရှည်ချမ်းနောက်ချမ်းပြီးသွားပြီနော်။ရှည်ချမ်းနောက်ချမ်းပြီးအမတို့ဂုတ်ကိုဆက်သွားမယ်။